ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့သူကအနက်မွေးမွေးလေးနဲ့စားလို့အရန်ကောင်းနေစီချက်ခောက်ဆွဲလုပ်နေလေးကိုအားလုံးတွေ့တာမျှဝေတာပဲဖြစ်ပါတယ်။ပိုင်ပစ္စည်းတွေကနည်းနည်းလေးဟိုမှာရိုးရိုးရှင်းရှင်းလေးနဲ့လောက်ရရလဲအရန်လွယ်ကူတာမို့လို့သူနဲ့တူတူစီချက်ခောက်ဆွဲဗီဒီယိုလေးကိုအဆောင်ထိလိုက်ကြည့်ပေးပါအောင်နော်။ခလေးလေးတွေအတွက်ပဲဖြစ်ဖြစ်ချင်းငံဆက်တွေကိုမစားတဲ့မကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအခုလိုမျိုးချူချူမွေးမွေးလေးနဲ့စားလို့ကောင်းတဲ့စီချက်ခောက်ဆွဲလေးကအဆင်ပြေပါရဲ့နော်။ ကဲဒါဆိုလို့ရှိရင်တော့ဆီချက်ခောက်ဆွဲလေးစပြီးတော့လုံလိုက်ပါရမယ်ဗီဒီယိုလေးကိုလိုက်ကြည့်ပေးပါအောင်နော်အရင်ဆုံးတော့ကြက်သားလေးတွေကိုအတုံးသေးသေးလေးဖြစ်သွားအောင်လိုက်ထားပြလိုက်ပါမယ်။သူကဒီနေ့အများကြီးလုံမှာမဟုတ်တဲ့အတွက်ကြက်သားကိုလည်းနည်းနည်းပဲတုံထားပါရစေ။တကယ်လို့ခက်မြများလေးလှုပ်ရှင်နေဆိုလို့ရှိရင်တော့ကြက်သားလေးကိုလည်းပို့ပြီးတော့ထည့်ပေးပါနော်။ချူးလုံးမဲ့စီချက်ခောက်ဆိုရတော့ဒီနေ့၃ပွဲစာဖြစ်ပါရစေ။ စူးကြက်သားလေးတွေကိုတိတိလေးတုံထားပေးလိုက်ပါမယ်စူးကြက်သားကရေခဲတိတာတွေကထုတ်ထားတာတိတ်မကြသေးဘူးဆိုတော့နည်းနည်းလေးမာပြီးတော့လှိရတာတော့တော်တော်လေးအဆင်ပြေပါရဲ့ကဲပြီးတော့ကြက်သားလေးတွေအားလုံးလှိလို့ပြီးသွားပြီဆိုရင်တော့ဒီကြက်သားလေးတွေကိုအရသာဝင်ဖို့ရာအတွက်အရသာရင်ဆုံးထည့်ပေးပါမယ်ရင်ဆုံးတော်သူတွေကိုစားလိထဲပါတယ်ငံပြားရီထဲကျင်လိုက်ရပါတယ်အရသာမုံလိထဲပါတယ်ပြီးရင်တော့ပဲငံပြားရီအကြည့်ကိုနည်းနည်းထည့်ပြီးတော့မှအနက်လေးမွေးနေအောင်ငရုတ်ကောင်းလေးနည်းနည်းထည့်လိုက်ပါမယ် ပြီးရင်တော့အရသာတွေဝင်သွားအောင်လို့တီရှာရှာလေးနေထားပေးလိုက်ပါမယ်။အားလုံးလည်းနှံ့အောင်နေထားပြီးပြီဆိုရင်တော့စက်သားရဲကိုရသာလေးတွေဝင်သွားဖို့ရအတွက်10မိနစ်15မိနစ်လောက်နှံ့ထားခဲ့ပါမယ်။ပြီးရင်တော့စက်သွန်ဖြူစီချက်ရှက်ဖို့ရအတွက်စက်သွန်ဖြူများများလေးကိုစုလို့မညက်တညက်နေထားလေးရအောင်လို့ထောင်းထားပေးလိုက်ပါမယ်။နောက်နောက်လေးတွေစဉ်းစားပေးခြင်းလည်းရပါတယ်။စုကတော့ထောင်းထားပေးလိုက်ပါတယ်။အခုလောက်နေထားလေးညက်သွားပြီဆိုလို့ရှိရင်တော့ပကံတစ်ခုတည်းကိုလှည့်ထားပေးလိုက်ပါမယ်။ ကျွတ်ဖြူရီအားလုံးလည်းထောင်းလုပ်ပြီးသွားပြီဆိုရင်တော့ကျွတ်ဖြူစီချက်လေးချက်ပါမယ်။အိုးရဲကိုစီမြများလေးထည့်လိုက်ပါရဲ။စုကစီချက်ကိုမြများချက်မှမလို့ပါ။စီပူလာပြီဆိုရင်တော့ဆနေမောက်ထည့်ပါမယ်။ပြီးရင်တော့ကျွတ်ဖြူလေးထည့်ပြီးတော့မှတေချာလေးမှုရပေးလိုက်ပါမယ်။ တချို့ကတော့စီကြက်ခောက်ဆွဲချက်တဲ့အခါမှာကြက်အီဝင်ကိုအစီထုတ်ပြီးတော့မှအဲ့ဒီအစီကနေပြီးတော့သူတို့ကြက်သွန်စီတက်တာတို့ကြက်သားကြော်တာတို့လောက်ကြပါတယ်သူကတော့ကြက်စီကိုနည်းနည်းကြောက်တာမလို့ပေါ့နော်ရိုးရိုးစီနဲ့ပဲကြက်ပြမျိုးစီကြက်လေးကိုချက်ထားပေးလိုက်ပါတယ်ကြက်ကြက်သွန်ဖြူလေးရေနည်းနည်းလေးကြွလာပြီဆိုရင်တော့သူတို့တစ်ဖက်ကိုဖယ်ထားပြီးတော့မှအိုးထဲမှာကြက်သွန်ဖြူစီကြက်လေးနည်းနည်းလေးခြံထားပြီးတော့မှအရသာနှစ်ထားတဲ့ကြက်သားကိုကြော်မှဖြစ်ပါတယ်ကျသားရဲကိုရသားလေးဝင်ပြီးတော့ကျသွန်ဖြူစီချက်လေးအနံ့လေးမွှင်းနေအောင်လို့သူကကျသွန်ဖြူစီချက်ကြံတာလေးနဲ့ကြော်တာဖြစ် ဖြစ်ပါတယ်တကယ်လို့ရိုးရိုးစီနဲ့ပဲပြန်ပြီးကြော့ကျင်နေဆိုရင်လည်းရပါရဲ့နော်စစ်သားလေးကရည်လေးထွက်လာပြီးတော့သူ့ရည်နဲ့သူစစ်သားလေးအတွင်းနဲ့ထိဣသွားအောင်လို့အပေါင်းလေးခဏလောက်အုပ်ထားပေးပါတယ်ကြယ်လို့ဆိုရင်စစ်သားလေးကအတွင်းနဲ့ထိကိုကြက်နေပြီပေါ့နော်သူတို့ဒီထွက်လာတဲ့ရည်လေးနည်းနည်းလေးပြန်ခမ်းပြီးတော့မှစစ်သားလေးတွေအတွင်းပြန်တင်းတင်းလေးဖြစ်သွားတဲ့ထိကိုကြော်ထားပေးပါတယ်အခုလိုမျိုးလေးစစ်သားလေးတွေကကြီးကြီးလေးဖြစ်နေပြီဆိုလို့ရှိရင်နော်သူတို့ဒီစစ်သားလေးတွေကရတော့ပါပြီသူတို့ဒါလေးကိုတစ်ဖက်မှာဖယ်ထားလိုက်ပါမယ် ပြီးပြီဆိုလို့ရှိရင်တော့သူတို့ရင်နွေးပွပွဆူအောင်တည်ထားပါမယ်။ရင်နွေးလေးပွပွဆူလာပြီဆိုရင်တော့ခောက်ဆွဲထည့်ပြုတ်ပါမယ်။သူကတော့ကြေဥခောက်ဆွဲကိုအသုံးပြုတာပါပဲ။ခောက်ဆွဲကိုတော့သူကခောက်ဆွဲအလုံးထည့်ထားစားလို့ရှိရင်အခုလိုမျိုးကြေဥခောက်ဆွဲအပြားကိုပို့ပြီးတော့သဘောကျတယ်။ပြီးတော့စီကျက်ခောက်ဆွဲနဲ့လည်းလိုက်ပတ်တယ်လို့ထင်တာမို့လို့ဒီနေ့တော့ကြေဥခောက်ဆွဲအပြားကိုအသုံးပြုတာပါပဲ။သူတို့ကိုယ့်ရဲ့ခောက်ဆွဲသားပေါ်မူတည်ပြီးတော့ကျက်သွားပြီဆိုရင်တော့ဒါလေးကိုစကားလေးနဲ့စစ်ထုတ်ထားပေးလိုက်ပါမယ်။ရေတော့တစ်ခေါက်ပြန်ပြီးတော့မစေးတော့ပါဘူးနော်။ ကဲခေါက်ဆွဲလေးလည်းအားလုံးအဆင်သင့်ဖြစ်ပြီဆိုလို့ရှိရင်တော့သူတို့စပြီးတော့ဖို့အတွက်ပြင်ဆင်ပေးပါမယ်။နနမင်လေးလည်းလီထားပေးပါမယ်။အိမ်မှာကကျက်တော်မိတ်မရှိရနဲ့သူကနနမင်ပဲထည့်လိုက်တာပါ။တချို့တွေကတော့စီကျက်ခေါက်ဆွဲထဲမှာကျက်တော်မိတ်ပဲထည့်ကြတာတွေ့ရပါတယ်။သူကတော့ဒီနေ့တမူထူးရှားတော့အောင်လို့နနမင်လေးနဲ့တုံမှာဖြစ်ပါတယ်။အနက်မမွေးလေးနဲ့စားလို့ကောင်းပါတယ်။ကဲဒါဆိုရင်တော့သူတို့စပြီးတော့တုတ်ပါတော့မယ်။အရသာဆက်ဖို့ရအတွက်စားထည့်ပါမယ်။ပင်ငက်မြားရဲ့အကြီးတစုံထည့်ပါမယ်။ ပြီးရင်တော့ပဲငန်းပြာရဲ့အနောက်ကိုလည်းနည်းနည်းလေးထည့်လိုက်ပါမယ်ကိုတပွဲတုပ်စာလောက်ပေါ့နော်ပြီးရင်တော့သူ့ရဲကိုငရုတ်ကောင်းမုံလေးခက်မြန်းများလေးထည့်လိုက်ပါမယ်အနံ့လေးမွှေးနေအောင်လို့ပါအရသာမုံထည့်ပါမယ်ဒီနေရာမှာစက်သားမုံတို့အရှုံမုံတို့ထည့်လို့ရတယ်ပြီးရင်တကြားလေးလက်ပတ်စာစုံနဲ့တစုံထည့်မယ်နောက်ဆုံးမှာတော့နန်းနံမြင်ထည့်ပါမယ်ကျက်တော်မိတ်ဖြစ်ဖြစ်ထည့်လို့ရပါတယ် ပြီးရင်တော့ခောက်ဆွဲလေးထည့်လိုက်ပါမယ်။ခောက်ဆွဲကတော့မိမိသုံးမဲ့တပွဲစာပေါ့နော်။ပြီးရင်တော့ချက်ထားတဲ့စီချက်လေးကိုနှစ်စွန်းအောင်ထည့်လိုက်ပါမယ်။ကြက်တုံစီချက်ဖက်လေးတွေလည်းကြိုက်တာမလို့များများလေးထည့်ပါရစေ။ပြီးပြီဆိုလို့ရှိရင်တော့သူတို့ဆွမ်းကကြော်ထားတဲ့ကြက်သားလေးကိုတပွဲစာလေးထည့်လိုက်ပါမယ်။ကြတာဆိုလို့ရှိရင်တော့သူတို့စပြီးတော့နေလို့ရပါပြီ။ပအောင်ပစ္စည်းလေးတွေကတော်တော်လေးကိုရိုးရှင်းပြီးတော့လွယ်ကူပါရဲ့နော်။ စူရောခောက်ဆွဲကိုနေလိုက်တယ်ဆိုရင်မဲဒီစီကျန်းနှံလေးရဲ့ငရုတ်ကောင်းနှံလေးရဲ့နဲ့ပေါ့နော်မှုမွေလေးထွက်လာပြီးတော့တော်တော်လေးကိုစားကျင်ကြကောင်းနေပါပြီကဲကြည့်ပါအောင်အရင်စားကျင်ကြကောင်းနေပြီပေါ့နော်စားကြပါအောင်ကဲစုပကံနဲ့ကိုထည့်လိုက်ပါတော့မယ်ဒီစီကျန်းခောက်ဆွဲရဆိုလို့ရှိရင်သသားမိမိတွေအတွက်လည်းစားရတာအဆက်မဟုတ်တဲ့အတွက်အဆင်ပြေပြီးတော့မှအဆက်ကြောက်တဲ့သူတွေအဆက်မစားနိုင်တဲ့သူတွေဆိုလို့ရှိရင်လည်းအရင်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကလောက်ရတာအရင်လွယ်ကူရိုးရှင်းပါရဲ့နော် ။ကဲဒါဆိုလို့ရှိရင်တော့ဆူရဲစီကြောက်ဆဲဗီဒီယိုလေးကတော့ပြီးသွားပါပြီ။ဆူရဲဗီဒီယိုလေးကိုကြည့်ရှုပြီးတော့လည်း like လုပ်စားကြည့်ပါလို့ဆူကအကြံပေးပါတယ်။တော်တော်လေးစားကောင်းပါရနော်။ကဲဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျေးဇူးပါ။